ခင်ဗျားတို့အဲ့လိုဂိတ်တွေချပြီးထားရဲဆိုတာအတမာသူတွေကိုဖမ်းဆီးတယ်နော်တရားမဝင်တာတွေစစ်စစ်မြဲမြဲမှုအပြစ်မဲ့ပြည်သူတွေကိုခင်ဗျားတို့ဒုက္ခပေးဖို့မဟုတ်ဘူးပြစ်မဲ့ပြည်သူတွေခင်ဗျားမတနေ့လုံးမတနေ့စားရတယ်ဘောကဗာလက်တွေကိုပြောတဲ့စကားလုံးတိုင်းမှာကိုပြောတဲ့စကားလုံးတိုင်းမှာတက်တီချပြမှုတို့တယ်မင်းတို့တောင်းဆိုလို့ဘောကမင်းတို့ဘောမမီဒီယာတွေလော်ဘီလုပ်နေတဲ့ကောင်တွေတောင်းဆိုလို့ဘောကဒါမှလည်းတတ်ဖို့ဒါမှလည်းဗီဒီယို ဟိုင်းချရမီဘာပီတူနီကိုမော်မာများအားလုံးမင်္ဂလာပါ။ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မေလ29ရက်နေ့ရဲ့ကျော်တော်နေ့လည်းပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးကြားတဲ့တော်လန်တရင်တို့တရင်ကောင်းများစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးပဲခေါ်လိုက်ပါရစေ။ကျော်တော်ရင်အဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးတရင်သဘောအနေနဲ့ကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်ထမ်းမြန်မာနယ်ဆက်မှာရှိတဲ့စစ်ကောင်စီရဲ့ကနယ်လေးစခန်းကိုကနယ်လေးပူပေါင်းတရီကနေပြန်မှာ မနေ့ကညရင်ချင်းတခိုက်တင်းပလိုက်တယ်ဆိုတော့တရင်ကောင်းလေးပဲဖြစ်ပါတယ်။အချမ်းမစကွန်စီတဲ့ကနေလေးစကန်ကိုမေလ23နေ့ခရေကတိုက်ခိုက်နေတာဖြစ်ပြီးတော့မှမေလ28နေ့ညပိုင်းမှာပီတာတင်းပိုင်နေခဲ့တယ်လို့ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။မနေ့ကနာနဲ့ပိုင်းဒီကေပြီဌာနချုပ်ဆုံးစီးမြိုင်ကျေးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါတဲ့စစ်တပ်စောင်းတစ်ခုလုံးကိုပီတာချင်းမတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုတော့မနေ့ညပိုင်းမှာပဲစကွန်စီတဲ့ kernel လေးစကောင်းကို kernel လေးပိုးအောင်တရိကံတွေမှာတိုက်ခိုက်တင်ပိုက်ထားတယ်လို့ကျွန်တော်နောက်ထပ်သိရပဲဖြစ်ပါတယ်အခုဆိုရင် game binary ထဲမှာရှိတဲ့ပေါ့နော်မြို့တော်တော်များများမှာဆိုတော့ second စီရဲ့စကောင်းတွေကိုကျွန်တော်တို့ can you ပိုးအောင်တရိကံတွေပြီးတော့တင်ပိုက်ရရှိဖို့စူးစမ်းနေတာပြီးတော့ secret တိုက်နေတာတော့ထိုင်ဘက်ကိုတွေ့ပြမှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့လည်းတောင်ပိုင်းတိုင်းမှာဒီတဲ့ပို့ပြီးတော့ကောင်းမွန်တယ်ပေါ့နော်တည်င်းတွေကြိုက်ဖို့ရှိတာဖြစ်ပါတယ်နောက်ထပ်တည်င်းတဲ့ပို့အနေနဲ့ကတော့ကချင်လွတ်လပ်ရေးတမတော် KAI ပြစ်ချက်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်ဆင်းသင့်နေတော့ ဒရုန်းနဲ့ထပ်မံဘုံတိချတက်ခိုက်ခဲ့လို့ပျက်စီးသွားတဲ့ရဲရင်ကိုစစ်ကောင်စီကပြန်လည်တည်ယူသွားပြီဆိုတဲ့သတင်းမှဖြစ်ပါတယ်။ဒရုန်းနဲ့၃ချိန်ဘုံချအတေခံဒရုန်းနဲ့နှစ်ချိန်ဆိုပြီးတော့မှကချင်းတရီမြကနေပြီးတော့မှပြောဆိုထားတာဖြစ်ပြီးတော့မှအဲ့ဒီရဲရင်ကိုစစ်ကောင်စီကမော်တော်ယာဉ်တွေနဲ့ပတ်ချလဲကာကွယ်ထားတဲ့အခြေအနေတွေမှာတကယ်ပွန်းတွေကနေပြီးတော့မှဒရုန်းနဲ့ပုံတိချတက်ခဲ့တာကိုစေတမိကနေပြီးတော့မှပြတ်တဲ့မတန်းတဲ့ပုံတွေကကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။ရွှေကူမြို့မှာရေပေါ်ဆင်းသိခဲ့တဲ့ရဲရင်ကိုပြစ်ဆောင်တက်ခဲ့နေခဲ့တယ်ဆိုပြီးတော့ ကျေးဇူးတင်ပြန်ကြားရေးတာဝန်ခံဘိုးမူကြီးနော်ဘူးကနေပြမလဲအတိပြုပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲပေါ့နော်ဘော်မြုပ်ကိုလာတဲ့စကောင်စီရဲ့ဒီရရင်နစီကိုကယ်ပြကနေပြမပြစ်ချနိုင်ခဲ့တာပြမအခုဆိုလဲကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲဘာကန်းတဲ့ဘုံမှာဆိုတော့တဲ့ပွဲတွေရတော်တော်လေးပြင်းထန်နေတာပဲဖြစ်ပါတယ်ဘာကန်းကိုစစ်ကြောင်းထုတ်လာတဲ့စကောင်စီရဲ့အင်အား600နီးပါးရှိတဲ့ဒီအင်အားဆိုတော့အခုဆိုရင်တရားလောက်ပဲရှိတော့တာပြမလုံခင်းဒေတာမှာဆိုတော့ကျွန်တော်ဒေတာခံတွေကိုဒဇာခံပြန်ဖန်ဆီးထားပြမ ကဲတပ်ဖွဲ့ဝင်တွေနဲ့တပ်ဖွဲ့တွေတရဇက်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့နေခင်မိတ်မှာပထမဆုံးအနေနဲ့ချက်မှာကတော့မရိကစစ်ကောင်စီကနေပြီးတော့မှ DKB ရဲ့ဌာနချုပ်နေကိုဘုံချင်းမှုတွေစစ်တိုက်လို့ဆောင်ခဲ့တယ်ဆိုပြီးတော့မှရေဘော်ရှန်လဲနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ရေဘော်ရှန်လေးဘယ်လိုမျိုးဖြစ်ထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်။ကျွန်တော် DKB ဌာနချုပ်စုံစည်းနိုင်ကိုအကြမ်းဖက်စစ်ခွေတဲ့ Jet Fighter နဲ့ဘုံလာကျဲသွားတယ်။အဲ့ဒီမှာကျွန်တော်တို့ဒါကျော်သားတအူးထိခိုက်သွားတယ်လို့တော့လက်တော်ကျွန်တော်တို့ကြားသိထားရပါတယ်။ဒါကလည်းပဲ ဒါကရင်အမျိုးသားလွတ်မြောက်ရေးတက်မလို့ KNL နဲ့ဒါပူပေါင်းပူပေါင်းတပ်ဖွဲ့ဝင်တွေဟာဒီကနေ့မှာကျွန်တော်တို့ဒါစစ်ကူစစ်ကြောင်းပို့လိုက်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်ကြောင်းမရှုမလားရှုံးနေသွားတဲ့အခြေအနေပါဆိုတော့စစ်ကြောင်းတစ်ကြောင်းလုံးလုံးဝပျောက်သွားတယ်ဆိုတာကအရှင်ဖမ်းမိထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကအကောင်30ဝန်းကျင်ရရှိထားတယ်အသေးကတော့40ပြီးတော့အချို့ကောင်တွေက ောင်းရင်းမြစ်ကိုဖြတ်ကူးပြီးတော့ထိုင်းဘက်ကိုပြန်ဝင်သွားတယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့လက်ရှိချင်းမိုးကရွာထားတယ်ဗျကျွန်တော်မြင်ပါတောင်းရင်းမြစ်ကအခုလိုမျိုးမိုးရွာလိုက်တာနဲ့တောင်ချရှည်ရရမ်းစီတာပုံမှန်ရေကူးတက်တဲ့သူအတွက်ကဒါဂျင်းနေပြီးတော့တည်နိုင်တဲ့အခြေအနေတွေရှိတယ်ပြီးတော့တောင်ချရေဆင်းလာတဲ့အချိန်မှာအဲ့ဒီဒါတောင်ကြီးမြေပေါ့နော်တောင်ကြီးမြေတဲမှာကျွန်တော်တစ်လုံးနေဒါအပင်တွေအပြီးတော့ခြုံတဲ့ပူပေါင်းတွေပါလာတက်တယ် ဆိုတော့ဟိုဘကန်းကိုရေကူးပြီးတော့ထွက်ပြေးတယ်။တောင်ကြီးမြစ်ကလည်းရေတက်နေတဲ့အချိန်ရေချမ်းနေတဲ့အချိန်တောင်ကြီးစီးနေတဲ့အချိန်မှာဘဏ္ဍကောင်ကတော့ရင်းနေပြီးတော့တေသွားလဲတော့ကျွန်တော်တို့မတိသေးရပါဘူးဘာလို့လဲဟိုဘက်ကလည်းရော့ကော့ဟိုဘက်ရော့ကော့ကောင်တွေကလည်းထုတ်ပြန်ကြညာမှလည်းမဟုတ်ဘူးဆိုတော့အချိန်မှန်များစွာထွက်ပြေးနောက်ဆုံးထွက်ပြေးလို့မရတဲ့အခြေအနေမှာတော့ကျွန်တော်တို့အစီမှာဒါလက်ရဖန်စီထားတဲ့အထဲမှာအသက်68နှစ်အရွယ်စစ်ခွေးအိုကြီးတကောင်ပါတယ်ဗျာဆိုတော့အသက်68နှစ်ရောက်ပြီသူရဲ့စစ် ဒီစက်တက်ပေါ့နော်စက်တက်ပေါ့စက်တက်ကလည်းအသက်30ကျော်ပြီပေါ့နော်ဆိုတော့အသက်68နှစ်အထိကျွန်တော်တို့လူငယ်တွေစီမှာလာရောက်အဖမ်းခံရတဲ့သူ့ရဲ့အလုကုံတိတ်ခါပေါ့ဗျာစက်သားကြီးကုံတိတ်ခါပေါ့ဘလောက်တောင်ရှက်ဖို့ကောင်းလဲပြီးတော့ဒီနိုင်ငံတွင်းထဲမှာလက်ရှိဒါတာဝန်ထမ်းဆောင်နေတဲ့သူတွေကပင်စင်တက်တန်းကဘယ်အချိန်ပြည်မှာလဲအဲ့ဒီအကြောင်းပြောတော့ကျွန်တော်တခုသွားပြီးတော့သတိရမိတယ်အချို့ပေါ့နော် ကိုကိုရောင်းစားပြီးတော့အစ်မထန်းနဲ့ဝင်သွားတဲ့ကောင်လေးတွေရှိတယ်။ကြောင်ရင်ပါတယ်။ဒါမိသားစုစီးပွားရေးကြက်တဲမှုကြောင့်ပေါ့ဗျာ။စားဝတ်နေရေးဒါစားဖို့တောက်ဖို့လည်းအဆင်မပြေနေဖို့ကလည်းဘလို့မှအဆင်မပြေဘူး။အိမ်ငှားပြောအင်းသားစားလည်းမပေးနိုင်တော့တဲ့အခြေအနေမှာ အမေတွေဟာသားသမီးတွေကိုစီယုံပြောဆိုပြီးတော့သူ့ရဲ့သားတွေကိုတထဲကိုထည့်လိုက်တယ်။ဒါတော့ရေဝရှင်လည်းနေပြီးတော့မှပါနော်။ဒီကေဘီရဲ့ဌာနချုပ်နေကိုစစ်ကောင်စင်နေပြီးတော့မှဘုံချက်ခဲ့တယ်ဆိုတဲ့တဲ့ရင်ကိုပြောဆိုထားဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ ကနလေးပူပေါင်းတော်တွေကနေပြမစကောင်စီရဲ့စကန်တွေတခုပြီးတခုတင်ပနေတာပြမဒီစကောင်စီဘကန်တွေပြမတူတည်ရမှုပေါင်းဆက်ခွေတချို့ဟာဆွန်တော့တိုင်းဘက်ကိုထွက်ပြေးနေရတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီချိန်မှာတိုင်းဘက်ကနေပြမဖန်စီပြီးတော့မှမြန်မာဘက်ကိုပြန်လဲပို့ဆောင်ဖို့လို့ဆောင်နေတာပြပြီးတော့မှစစ်ခိုးတွေနေတဲ့အဲ့လိုမျိုးပြပြနေမှဆောက်ပါเนาะကျတို့ဗီဒီယိုဘက်ကနေပြီးတော့မှလက်ကမ်းကြိုဆိုနေတဲ့အချိန်မှာလင်းချာညံ့ခံပြီးတော့မှအလင်းဝင်တင်နေတာပဲဖြစ်ပါတယ်ကျတို့တောင်ပိုင်းတိုင်းမှာဆိုတော့ကရင်တော်လိုင်းရဲ့ဖွဲ့စည်းတွေကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်ကောင်တွေပြပြီးတော့မှသူတို့ရဲ့ ဌာနချုပ်တွေနဲ့နောက်ဆုံးပေါ့မြို့သိမ်းတွေဘက်တွေအထိဆင်ရဲလာတော့မှမလို့ဒါတော့ကျွန်တော်တို့အတွက်ရှေ့ပြေးတည်ငောင်းတွေလို့ပြောမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအနောက်ဘက်ကရခိုင်ဘက်မှာဆိုတော့ကြောက်ဖြူမြို့သိမ်းတွေဘက်မှာ AA နဲ့စကောင်စီတို့တပွဲဖြစ်ပေါ်နေတဲ့အချိန်မှာစကောင်စီဘက်ကနေပြန်မတေးဥတတားတွေကဝင်ရောက်ကူညီပေးနေပြီဆိုပြီးတော့မှပေါ့နော်ဦးသိမ်းမြတ်နေပြန်မပြောဆိုထားဖြစ်ပါတယ်ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စပြေမှာချိလိုက်ရအောင်နော် ကြောက်ဖြူမြို့မှာတရုတ်စစ်သား20ကျော် drone တွေအသုံးပြုပြီးတော့စစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့ Nirenzara သတင်းဌာနကထုတ်ပြန်ထားပါတယ်။ကြောက်ဖြူမလာကျွန်းရွာနာက OGD စက်ရုံနဲ့တစ်ပုတ်တောင်ကညဝရီရေတက်မှာတရုတ်စစ်သား20လောက် drone အသုံးပြုပြီးတော့ရွာတွေကိုဘုံကျဲတိုက်ခတ်နေတာဖြစ်ပါတယ်။မေလ16ရက်နေ့တုန်းကကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းနဲ့အစိုးရစစ်မှုလက်မှုတင်တန်းကြောင်းတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို AA ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ တရုတ်စစ်သားတွေကပါပါဝင်တိုက်ခိုက်လာတာဖြစ်တယ်လို့ဆိုပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ TM Media အနေနဲ့နောက်ထပ်တခြားအရင်းမြစ်နဲ့တိုက်ဆိုင်ပြီးတော့စစ်ဆေးတာမျိုးတော့မရှိသေးပါဘူးတရုတ်တပ်တွေမြန်မာနိုင်ငံမှာတရားဝင်လှုပ်ရှားခွင့်ရအောင်စစ်ကောင်စီက February လလယ်လောက်တုန်းကဥပဒေပြဋ္ဌာန်းအတည်ပြုဖေးထားခဲ့ပါတယ်စစ်ကောင်စီတပ်ကကချင်ပြည်နယ်ဖားကန့်မြို့ကိုဒီကနေ့ မနက်7:00နာရီဝန်းကျင်မှာလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်ခဲ့တာကြောင့်လုံခင်ကျွေးရွာဝင်လေပြင်းတရားနဲ့နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ကလေးနှစ်ယောက်ပါဝင်ရပ်သားပြည်သူတိုက်ဆုံမှုတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင်မနက်9:00နာရီဝန်းကျင်လောက်မှာလည်းလုံခင်ကျွေးရွာကိုစစ်ကောင်စီတပ်သားတွေကဝင်ရောက်ခဲ့ပြီးပြည်သူတချို့ကိုရိုက်နှက်ဖမ်းဆီးသွားပါတယ်။အ ਨੇ စုံဖားကန့်အနီးကနေရာ၃နေရာဖြစ်တဲ့လေပြင်းငိမ့်ချမ်းတာယာနဲ့လုံခင်ကျွေးရွာတွေမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဒေသခံတွေက အတိအပြုပြောကြပါတယ်ဒီနေ့မနေ့အစောပိုင်းကတည်းကစပြီးတော့ဖားကန်ဒေသရှိကျေးရွာတချို့မှာစစ်ကောင်စီတပ်ရှမ်းနီတပ်တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA KBDF တို့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်ဒါတော့အသေးမြန်းနေပြတော့ပါနော်ကျွန်တော်ခုဆိုရင်ကြောက်ဖြစ်မျိုးတင်တဲ့ဘက်မှာဆိုတော့စစ်ကောင်စီနဲ့တရုတ်တို့ပူးပေါင်းပြီးတော့မှခြေရနေပြည်သူတွေပေါ်မှာဘုံကျက်တပြတ်မှုတွေလှုပ်ဆောင်နေပြီဆိုတဲ့အကြောင်းကျွန်တော်ချက်တဲ့ရပဲဖြစ်ပါတယ်အေအေအနေနဲ့ ကြောက်ဖြစ်မျိုးကိုအရာတင်းနေဖို့ကြိုးစားနေတာဖြစ်ပြီးမှအခုဆောင်တဲ့စစ်ကောင်စီရဲ့ရက်တက်ရင်ဌာနချုပ်တွေတောင်မှတိုက်ခိုက်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီဘက်ကနေမျိုးရက်တီပေးနေတဲ့တေးဝန်နေတဲ့မကြခင်မှာတော့နောက်နောက်ကြီးကြီးရတော့မှဖြစ်ပြီးမှကျတို့ရဟန်းပြည်တစ်ခုလုံးကိုထင်းချုပ်ဖို့ကြိုးစားနေတဲ့ AA ရဲ့ရီမန်ချက်ဆိုတော့မကြခင်မှာတော့ပြည်လာတော့မှပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ကျတို့အနေနဲ့ဒီဖာကန်မှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆိုတော့အုံယုံနေနေပေါ့နော်ကေဘကနေပြီးတော့မှအပြတ်စော်နေတာမို့လို့မကြခင်မှာတော့ကျတို့အနေနဲ့ဖာကန်ရဲ့ဘော်မျိုးဆိုတော့ ရဲရဲကနေပြတော့မှာပဲအပိတတိမ့်ပရရှိတော်မလားဆိုတော့ကျွန်တော်ဆောင်းချက်မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့မိုမိုက်ကကြုံမြင်မြန်နေပြတော့မှာဘာကမြုံနဲ့လုံခင်းကျော်ဒေတာမှာ KNS ကောင်စီတို့တပွဲဖြစ်ပေါ်နေတယ်ဆိုတဲ့တည်နေဖတ်တဲ့ပြတော့မှာဘယ်လိုမျိုးပြောနေပြအောင်ဆောင်ပြထားမလားဆိုတော့ကျွန်တော်စစ်ပြတော့မှာကြည့်လိုက်ရအောင်နော်။လုံးကင်းဘာကလုံးကင်းဒေတာမှာဒီလိုတိုက်ပွဲဖြစ်တဲ့ကိစ္စကတော့ရှင်းရှင်းလေးပြောစစ်တပ်ကတော့ဒီနေ့နေ့ပြန်စိုးမိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့သွားသလားဒါမှမဟုတ်ရေချက်တစ်ခုခုနဲ့တမင်ကိုဒီလိုစစ်ကြောင်းဖြန့်ထားတာလားဆိုမသိဘူး။အဲဆိုဘာကဒေတာက ဖားကတ်ဒေတာကညာလိုအားသေးစရာပဲရှိအခုချိန်စစ်တပ်လည်းရှိတယ် KIA လည်းရှိတယ်နော်စစ်တပ်ကလည်းရှိတယ်နော်အဲ့ဂျဲတွေလည်းရှိတယ်ဒါပေမဲ့တခါတည်းကသူတို့ချင်းချင်းတောင်းတိုင်အောင်မတိုက်တဲ့ပွဲတွေလည်းရှိတယ်မတိုက်ဘူးကြီးအဲ့တော့ပြီးတော့တခါကြောက်တူးတဲ့အုပ်စုတွေတထည်တွေကလည်းဂျဲကိုရောစစ်တပ်ကိုရောထွေးအုပ်ကိုရောအဲ့အဲ့မှာရှိတဲ့အာနာပိုင်အဖွဲ့စည်းအကုန်လုံးမှန်တယ်မြတ်လက်နက်ကင်တာရောမကင်တာအာနာပိုင်အဖွဲ့စည်းမှန်တယ်မြတ်လုံးပိုင်မှန်တယ်မြတ်ကအကုန်လုံးဖားကတ်ကြောက်တူးတွေအကုန်လုံးအကုန်ဝင်ထားတယ်တန်တန်ပေးတယ်ပေါ့ဗျာအကောင်ကြီးကြီးသလားသိရင်သိသလားလန့်လက်သလားသူတို့တိုက်ဖက်ကြည့်တဲ့အဆောင်ရောင်အပေးကန်တွေအကုန်ပေးတယ်ဖားကတ်တထည်ကြောက်တူးတွေအကုန်ပေးတယ် ။ဘာကကြောက်တတိတွေကလုံးငွေမပေးဘဲနဲ့အခချင်းငွေမပေးဘဲနဲ့ကြောက်တူးခွင့်ရနေတယ်ဘာကကြောက်တတိတက်ရောက်မှမရှိဘူး။ဟမ်။ပေးကိုပေးရတယ်။အပေးလို့မရဘူး။ KIU လည်းပေးရတယ်။ဒီဘက်ကအာဏာပိုလ်စီတွေလည်းပေးရတယ်။အဲ့တော့ခင်ဗျားတို့အနေနဲ့ဖားကန်မှာကြောက်တူးပြီးချမ်းသာလာပါလေဆိုတော့တတိတယောက်တွေ့ရင်အဲ့တတိကိုမေးရမှာကခင်ဗျားဘယ်ဖွဲ့စည်းမှုမှပတ်စံတစ်ချက်မှမပေးဘဲနဲ့ဖြတ်သန်းနိုင်ကြတာဝမ်းသာတယ်ဗျာ။ကိုကြီးလည်းပြောကြည့်။ဟိုတွန့်သွားလိမ့်မယ်။သူ့ကိုရွက်နေသလိုခံစားရတယ်။ဘာလို့တော့မကင်းတော့မကင်းတာအကုန်ပေးနေရတာ။အကုန်ပေးရတာ။နောက်သူတတိတော့တော့မလို့တတိတော့ပါပေးတာ။ကဲရှင်းရောဖားကန်။တတိတော့ပါပေးတာ။အဲ့လိုပြီးတော့ခင်ဗျားစဉ်းစားကြည့်ဗျာ။ ဖားကန်အခြေသွားဆိုင်တဲ့တဲ့တောက်တွေโอเคလားကြီးတော့ခင်းနေတာပေါ့နော်အဲ့လိုရှိတယ်ဒါကြောင့်ဖားကန်ကတော်တော်လေးကိုငွေရှာရလွယ်တဲ့ကိစ္စလို့လေငွေရှာရလွယ်တဲ့နေရာလို့လေပြောလို့ရတယ်အဲ့လိုလေပြောလို့ရတယ်ပေါ့နော်တကယ်ကိုပဲဒီရတနာနေကြီးဖြစ်တော့အားလုံးကအားလုံးကဒီနေရာနေကိုသိကျုံရှာနေကြတယ်အဲ့တော့ဒီနေရာမှာတိုက်ပွဲဖြစ်ပါမလားလို့မိကုန်မင်းဘယ်ခင်ဗျာကြောက်တူးရာစီမှာတိုက်ပွဲဖြစ်တာရှာတယ်အခုမိုးရင်းကြတော့ဖြစ်ပြီးပရာ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 နဲ့ပြကြပြီဆိုတော့ကြောက်မှမတူးကြအောင်မရှိဘူးမိုးရင်းကြောက်တော့တူးအောင်မရရေရှမ်းလို့အကုန်သေးပုံမှာကြောက်လို့ခင်အကုန်သေးပုံမှာဟောဆိုတော့ဒီမိုးရင်းမှာပရာပရာပရာလုပ်တယ်နောက်ຫນွေလေးရောက်တော့ဟို peace ငင်းကြီးတွေကြာလာတော့ကျွန်တော်မသိဘူးအဲ့ကြာဘလို့ဆက်ပြန်လို့မသိဘူးအခုတော့တက်ကနေမြေစုံကိုသွားတာဆိုရင်တော့တခါတည်းစုံကိုလောက်ထားလိုက်ပါဆိုဒီနိုင်ဒီနေရာနေပြီးတော့ထွက်သွားတယ်တွတ်တက်တဲ့ဟန်သာရတွေကနိုင်ငံတော်ကတိတိချာချာလဲအခွန်ဝေးတိချာချာမရဘဲနဲ့နော်ရမှန်ရသလားမရသလားမသိဘဲနဲ့ထွက်သွားတဲ့ပတ်စံတွေနေတာမဟုတ်ဘူးနော် KI ရဲ့အဲ့ဒီကနေပြီးရတနာတွင်းကြီးခုထိုင်ပြီးတော့လက်လက်တွေထိုင်ဝင်နေတာလက်လက်တွေထိုင်ထုတ်နေတာတကယ်အဲ့တော့ KI ထိပင်းကောင်းတော့ကြီးအကြီးကျယ်ချမ်းသာနေတယ်အဲ့ဒီပုံစံနဲ့ဆိုတော့ဒါကြောင့်တက်ကထိချုပ်မယ်ဆိုရင်ချာထိချုပ်လို့တယ်အကယ်၍ဖားကန်ကိုတက်ကထိချုပ်မယ်ဆိုရင်ကြီးမားတဲ့စပွဲကြီးတွေတကယ်ရင်ဆိုင်မယ် ဘယ်ကသာထိချုပ်သွားတာဆိုရင်အကြီးစားစစ်ပွဲတွေအဆိုင်မှာအခုဖြစ်တယ်ဆိုတာပရပပရဆိုတာတစ်ဖက်နဲ့တစ်ဖက်ကိုကြီးစဲနေသလိုလောက်ပဲကျွန်တော်မြင်တယ်ဒါတေချာတော့ထူးထူးခြားဒီလုံခဲမှာလာဝက်ဖြစ်လာတယ်ဆိုတော့ကိစ္စထူးခြားတယ်အဲလုံခဲနေတာကနေချိုးရောအခုတော့အချိုးရောအထုပ်တွေပြင်နေကြပြီလို့ကြားတယ်ဒီဘွဲကကြီးများကြီးမလားမသိဘူးလို့တွန်းနေကြတယ်ဘာလို့ရခင်တော့ဖြစ်တဲ့နေရာတွေကတို့ကအေးအေးဆေးပဲပရပပရကြားလဲသမင်းဆောင်ပြုံလုံခဲနေတာဘာလို့ဆိုလက်ခါကွာလက်ခါကွာဒီကောင်းနေမြင်ချောက်ဘူးလားဒီကအဲ့လိုမျိုးတော်ပြတာအခုတော့ဒီဘွဲကလည်းကြီးမယ်ထင်နေဆိုရယ်အချိုးအတွေ့တွေဝင်လာတယ်လို့ကြားတယ်အဲ့တော့ဘာဖြစ်ဟိုတိတ်တော့ထားပါဘောနော်စောင့်တော့ကြည့်ရမယ်ဒီတိုက်ပွဲလေးစောင့်ကြည့်ရမယ်ဘာဖြစ်မလဲတော့ကျွန်တော်မသိဘူးဘောနော်အဲ့ဒါလေး လာတော့ကျော်မင်းမြတ်နဲ့ပြတော့ပါနော်အခုဆိုရင်ဖခါမြို့နယ်လုံခင်းနေသားမှာဆိုတော့စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့ခရိုင်တို့ထိတိုက်တိုက်ပွဲတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ဖခါမြို့တို့သူတို့အနေနဲ့အလုံးစုံသိမဲ့ရရှိနိုင်ဖို့ပြန်လဲစ조사နေတာဖြစ်ပြတော့ပါဖခါမြို့ရရှိပြီးတာနဲ့သူတို့ရဲ့ဘာနာဝင်နေပေါ့နော်ပြန်ပြီးတော့မှတုံ့ဆွဲလို့ရနိုင်အောင်အခုဆိုရင်ဒီလိုမျိုးစစ်ကြောင်းထုတ်လာတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခရိုင်နဲ့ PDF ပုံသဖို့ပုံနဲ့ပြီးတော့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတဖို့ပုံတွေကိုကြက်ဖြတ်တိုက်ခိုက်မှုတွေလုံးဆောင်နေတာဖြစ်ပြတော့စစ်ခွေတချို့ဆိုတော့ခုချိန်မှာဆိုတော့မျိုးစာတွေ ဖြစ်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။မျှော်လင့်အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေတပြတ်ဖို့ budget လိုအပ်နေတာမို့လို့ဒါတော့ဗောနော်ကျွန်တော်ကြောက်စိတ်များစွာထွက်နေတဲ့ဖားကမြေကိုပြန်လည်ရရှိနိုင်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားစခွေးတကောင်ကနေပြီးတော့မှ gauge ထိုင်ပြီးတော့မှပြည်သူတွေထားနေပြီးတော့မှဝင်ညစ်ချင်းချောက်နေကြတဲ့စကောင်စီတပ်ဖို့နေဘယ်လိုမျိုးဒဲဆော်ထားလဲဆိုတာကျွန်တော်စပီဒ်မှာကြည့်လိုက်ရအောင်နော်။ဂိတ်ချပေးထားတယ်ဆိုတာမတမာတဲ့သူတွေဝင်မလာအောင်လို့ဂိတ်ချပေးထားခြင်းဖြစ်ပါတယ်။ ခမရတို့ဆိုင်ကတစည်းကို1000တောင်း5တောင်းကားတစည်းကို2000တောင်း3000တောင်းတောင်းမှုဒေချပေးတာမဟုတ်ဘူးမှန်တယ်နော်ခမရတို့ဘလို့ဖြစ်လဲဆိုတော့ဂိတ်မှာထိုင်ပြီးတော့ကားလိုက်ပတ်စံတောင်းမယ်တောင်းလာရရင်စကမ်းမှုအန်အန်မအပ်ဘူးဆိုရင်မလုပ်နဲ့ခမရတို့ဂိတ်ထည့်ဆုံးမယ်ဂိတ်ရှုံရင်ကားလမတွေပုံပြီးညစ်ပြီးတောင်းမယ်စောက်ချင်းလေးတို့ပြင်ပါတော့အခုလိုပတ်စံတွေအကောင့်နေတော့ ပြည်သူတွေကပြောပိုင်ခွင့်မရှိမဟုတ်ဘူးပြောပိုင်ခွင့်ရှိဒါပေမဲ့ပြည်သူတွေကမပြောရဲဘူးပြောလိုက်တာနဲ့ဘယ်သူဘဝပြောလဲဆိုတော့ခင်ဗျားတို့ထောက်လန်းပြီးလိုက်ဖမ်းမှာအဲ့လိုရှိနော်အဲ့တော့ပြည်သူမပြောရဲတဲ့စကားကိုကျွန်တော်ပြောပြမယ်ခင်ဗျားတို့အဲ့လိုဂိတ်တွေချပြီးထားရဲဆိုတာမတမာသူတွေကိုဖမ်းဆီးဖို့နော်တရားမဝင်တာတွေစစ်စစ်မြင်းမြန်းမှုအပြစ်မဲ့ပြည်သူတွေကိုခင်ဗျားတို့ဒုက္ခပေးဖို့မဟုတ်အပြစ်မဲ့ပြည်သူတွေခင်ဗျားမတနေ့လုံးမတနေ့စားရတယ်ဘောကနော်ခင်ဗျားတို့မှလာလာရှိတယ် လာတဲ့နဲ့လောက်အောင်စားကိုဝင်ဝင်နဲ့ဖောင်းဝင်ကြီးအောင်စားအပေါငွေရှာရဲဆိုတာဘာလို့ခုလဲဟမ်ခမရမိသားစုအဆင်ပြေဘူးလားခမရမိသားစုအဆင်ပြေတယ်ဆိုရင်ကျန်တဲ့မိသားစုတွေဘဝပြတ်ပေးရမှာဒီကောင်ပြောတာဒီတစ်ခါတော့မှာနဲ့နော်အခုဆိုတော့စကောင့်စီတဖို့နေတော်တော်များများမှာဆိုတော့နေရာအတိုင်းလိုလိုမှာသူတို့အနေနဲ့ gate တွေဖွင့်ပြီးတော့မှာပြီးသူတွေဆင်းရနေမှာတော့မှာချင်းချောင်းဝင်နေတယ်လည်းကျွန်တော်များစွာကြုံတွေ့နေတာပဲဖြစ်ပါတယ် ညာတွေကိုအခုဆိုရင်ဒီလိုမျိုးဒီကောင်းတဲ့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကနေပြတော့မှပြန်လဲပြောဆိုမှုတွေရှိလာတာမလို့ပြည်သူတွေကနေပြတော့မှဟုတ်ဆိုရင်ကျင်းနေမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးလုပ်နေမှာစပြည်သူတွေဘက်ကိုကူပြောမြေတော်မှာဒီတော်လိုက်မှာပြည်သူတွေတော်လိုက်တပ်ဖွဲ့ဝင်တွေနဲ့သူပူပေါင်းမလို့မလုဆောင်လို့မယ်ဆိုတော့ဒီပေါင်းမြတ်စွာကျွန်တော်တို့တပ်မြင့်တဲ့လူမျိုး channel ပြတော့မှရောင်းစားနေခဲ့တဲ့စစ်ကောင်စီရဲ့ဖက်ဆက်အနေနဲ့ရှင်စနစ်ကိုအပြည့်တိုင်းကျွန်တော်တို့တွေနဲ့ချိန်မုံတို့တင်နိုင်တော့မှာပဲဖြစ်ပါတယ် ကျွန်တော်ပြည်သူတွေဘက်ကနေပြည်မှာလက်ကမ်းကြိုဆိုနေတော့မှာပဲစကွန်စီတပ်ဖို့နဲ့အောက်ခြေမှာရှိတဲ့သူတို့ရဲ့ဝင်ထားတဲ့အားလုံးအလေးဝင်ပြီးတော့မှကျွန်တော်တို့ဒီတော်လိုက်မှာထဲထဲဝင်ဝင်နဲ့ပူပေါင်းရမယ့်အချိန်ဖြစ်နေပြီလို့ကျွန်တော်နောက်ထပ်တစ်ခါပြောလိုပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးနေနဲ့ဥကြောင်းနေပြီးတော့မှအခုချိန်ထိတောင်ဝိုင်းတန်းတွေကနေပြီးတော့မှစစ်ကောင်စီရဲ့စခန်းတွေတို့ပြီးတခုတင်ပိုက်နေတဲ့အချိန်မှာရေခဲပါစပရမအော်နေကြတဲ့ဘုံမာရေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်တောင်ပိုင်းကြားကြီးကမလုပ်ရင်မလုပ်ဘူးနော် လုတ်ပြီးလားဆိုလဲစစ်ကြောင်းလိုက်ပြောက်လေဆိုတာလက်တွေ့မြင်ဘူးပြီးတယ်မဟုတ်လားလက်တွေ့ကြားဘူးပြီးလားလက်တွေ့မြင်ဘူးပြီးလားဘောမာမင်းတို့ line ပေါ်မှာတော့မင်းတို့ကတော့ဟိုဘယ်လိုပြောမလဲပေလေးတစ်ထောင်မိုးထည့်လိုက်တာနဲ့ပြောချင်ရပြောလို့ရတယ်နော်ရှာမှာအယိုးမပါတဲ့အတွက်ပြောချင်တိုင်းပြောလို့ရတယ်ဘောမာလေဟင်မင်းတို့ဘပကြီးရဲ့စွမ်းဆောင်မှုကဘလောက်ကောင်းတာတို့မင်းတို့ဘပကြီးရဲ့တတ်မတော်ကြီးကဘလူး 比你二姑，比你二姑那一年开的，比你二的不孬，价收多啦，阿桥都高嘞，好啦，啊，阿桥都高嘞。闽南人就彪人，彪都要，那这头来讲彪的是个老奶妈，讲彪的是个老奶妈，到底差别阿古多嘞？闽南长寿的多不啊？闽南宝马、比力阿力、老比老比嘞高嘞，长寿的多不？我们来查甫，我们来比较快。闽南四贵人。 为群众呢，对比着高老南战役，比如发你之前的狼都听不好，都听不好，没有识会的歌，没有识会的歌，没有呃，唱牛牛乐啊，搞你最前那些人，还有嘴巴多尖，喏，识会的，喏，识会文章的不话，为群众呢，对比高老南战役，比如说你我西点，再蹦你我细节，喏。 အဲ့တော့မင်းတို့မြင်ရင်တွေ့ချင်တယ်ဆိုရင်ငါရဲ့ Facebook အကောင့်မှာတောင်းဝင်ကြည့်လို့ဒီမဟုတ်မဟုတ်ဗီဒီယိုကောခေါ်လိုက်ငါဒီကနေဗီဒီယိုဖိုင်ဖွင့်ပြတယ်မင်းတို့စစ်ခွေးတွေလေဒင်းစိုးနဲ့လေပြီးတော့ကာလနာတိုက်ခဲ့တဲ့ဖိုင်တွေတော့ငါပြမင်းတို့နော်ဓာတ်ပုံပြဆိုလဲပြလို့ရတယ်ဒါပေမဲ့မင်းတို့ကြည့်ချင်တယ်မင်းတို့မြင်နေတယ်ကြည့်ချင်တယ်ဆိုရင်မင်းတို့ငါစီလာခဲ့โอเคငါပြောတာသဘောပေါက်လားမသိဘူးရှာရိုးမရှိတိုင်း ပေါင်းလို့ပဲစားပေါက်ပန်း40ပြောတဲ့မင်းတို့လူအယိုးကိုက်ဘောမှလော်ဘီတိုက်မဟုတ်ဘူးငါတို့ဒီဘက်ကတော်လိုင်းရဲ့ဘက်တော်သားတွေကမင်းတို့ကိုမျက်မြင်သက်သေနဲ့ချပြဘူးကြောပြောထားမှာပဲဗောနော်တို့တို့အခုလိုမျိုးစကမ်းတွေတင်းတယ်ဆိုတာကနောက်ပုံဗီဒီယိုရင်းသကွာအချက်လက်ပြည့်စုံစွာနဲ့ဖော်ပြထားတာဘုံမဘုံမတွေကတော့ဒီအားချောင်းပြီးတော့မှသူတို့တွေနဲ့တော်လိုင်းရဲ့ဘော်တွေကိုနေ့စဉ်ရှင်းပြနေတယ်ဆိုတော့လေးနဲ့ပဲပြောဆိုနေတာပဲဖြစ်ပါတယ်ကျတော့တောင်ပိုင်းတိုင်းမှာဆိုတော့ ကနယ်လေးပူပေါင်းတက်ဖို့ဝင်တဲ့ပြည်မှာစစ်ကောင်စီရဲ့နောက်ဆုံးဖြစ်တဲ့ဒီကနယ်လေးစကောင်းတော်မှာတင်ပတ်ရရှိထားတာမလို့မကြခင်မှာတော့သူတို့အနေနဲ့ဒီတဲ့ပူပေါင်းမှာကြီးမာတဲ့စစ်စခန်းသိမ်းအောင်ပေါ်တွေလည်းနောက်ထပ်လှုပ်ဆောင်လာမယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဒီချိန်မှာပေါ်မိုင်းကိုရနေပြီးတော့မှတောင်ပိုင်းတိုင်းဒီလိုမျိုးအရေးနေနေတဲ့အချိန်မှာပဲသူတို့အနေနဲ့ရေလုံးလုပ်ပိနေကြတာဖြစ်ပြီးတော့မှဒီကချင်ပြည်နယ်ဘက်မှာသူတို့အနေနဲ့စစ်ကြောင်းပြန်ပြီးတော့မှထိုးတော့မယ်။နောင်ချိုရတော့မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အားချောင်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့ဘယ်သူကဒီတိုက်ပွဲမှာအလေးတားနေလဲဆိုတော့လည်းသိရှိထားတာမလို့ပါနော်။ ဘုံမအုပ်တန်းစားတွေရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အနေနဲ့လုံအောင်ကိုယုံကြည်မှုမရှိတော့တာပဲဖြစ်ပါတယ်ပြီးတော့လို့မျှော်မှန်းထားတဲ့ Federal Democracy လမ်းစဉ်နဲ့ရင်းချရဲ့စစ်မှန်ဆိုတော့မှချခင်ပါကျွန်တော်တို့မြင်ရတော့မှမဟုတ်လို့ပြီးတော့တရားလုံးအနေနဲ့တော်ပလန်ရေးရဖို့တွေစူးစီးညွှန်ဆောင်နဲ့ကျွန်တော်တို့လည်းဒီလိုမျိုးဟန်ချင်းကြီးတွားနိုင်မယ်ဆိုတော့မကြခင်မှာကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်အောင်ပွဲကိုရောက်ရှိနိုင်လို့ပဲဆိုတော့ကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့နေ့ချင်းမတပြတ်ဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စောက်ဆုံးကြည့်ရှုပေးကြတဲ့မြတ်ဗီဒီယိုများလို့အထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှ ဒါရ HNN နဲ့တယ်လီဖုန်းဆက်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်